psychology of money အခန်းခုနှစ်လွတ်လပ်ခြင်းတင်းရအချိန်ကိုလိုအပ်တယ်လို့ထိမ့်ချုပ်နိုင်ခြင်းဟာပတ်တန်ကပြန်ပြီးတဲ့အမြင့်ဆုံးအကျိုးမြတ်ပါပဲဒီနေ့ငါလွတ်ချင်တာမှန်တော့ညငါလွတ်လို့ရတယ်ဟုဟာနဲ့အရာထားလဲပြောနိုင်တာကအမြင့်ဆုံးကျေဝချမ်းသာရေးပါသူကကတိုးရကျော်ရှင်မှုကိုကျေဝချမ်းသာမှုပါနေလိုချင်ကြရပါကျော်ရှင်ခြင်းကရှုပ်ဖေးလာတဲ့အကြောင်းအရာတစ်ခုဖြစ်ပါဘာဖြစ်လို့လဲဆိုတော့တရားမှန်တရားအတူညီကြပါဘူး ဒူဝမ်ဒူလာတောင်းတဲ့ကျော်ရှင်ကြီးရဲ့အခြေခံသဘောတရားကတော့သူ့ရဲ့ကိုယ်အားတွေကိုကောင်းစွာထင်ချုံချင်တာပါပဲတင်ဆန်းနှရှိလောက်လုံးလို့ရတာလုံးချင်တဲ့အချိန်လုံးလို့ရတာတည်ရှိနေရတဲ့အတူရှိနိုင်တာတင်ဆန်းနှရှိတဲ့အချိန်တိတင်တို့မှန်တာတွေကတန်မိုးဖြစ်မရပါဘူးဒါဟာပတ်စံကအငြင်းဆုံးပြည့်နေပြည့်စက်နိုင်တာလည်းဖြစ်ပါတယ် Angus Campbell ဟာ University of Michigan ကစိတ်ပညာရှင်တစ်ယောက်ပါသူ့ဘူ1930ပြည့်နှစ်မှာမွေးဖွားခဲ့ပြီး လူအများပါတော့စိတ်အားနေရတယ်ဆိုတာနဲ့ပတ်သက်တဲ့သူ့ရဲ့စိတ်ပညာဆိုင်ရာတည်တနာဟာဒုက္ခဒုက္ခကတတော်ကြီးလမမှုရှိခဲ့ပါတယ်စိတ်ကြယောဂါစိုးရင်တည်လွန်ခဲ့တဲ့ယောဂါနဲ့စိတ်ကစင်ကရာယောဂါတို့နဲ့ပတ်သက်တာပါသူ၏ကြိုးရှင်းအောင်ဘယ်အရာကဖန်တီးပြနိုင်တယ်ဆိုတာကိုအန်ဂတ်ကမ်ဘယ်ကသိချင်ခဲ့တာပါ1987ခုနှစ်မှာထုတ်ဝေခဲ့တဲ့သူ့ရဲ့စာဟုတ် The Sense of Well-being in America မှာ ပြည်ပဝအခက်စိတ်ပညာရှင်တွေထင်ရှားတာတဲ့သူတွေပုံမကျော်ရှင်တဲ့အကြောင်းရင်းကိုထောက်ပြခဲ့ပါတယ်တချို့လူတွေကအခြားသူတွေထက်သာတတိတတပုံမကျော်ရှင်ပါတယ်ဦးမင်းနောက်ခံပထဝီအနေအထားနောက်ခံပညာရေးနောက်ခံတွေဟာအရေးမကြီးပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနောက်ခံများနဲ့ဦးတော်တော်များများဟာနာတာရှိမပျော်ရှင်ခြင်းဖြစ်သွားကြတာပါတဟာတော်ရှင်မှုအတွက်ဆွမ်းအကြီးဆုံးဘုံအခြေခံသဘောတရားဟာကြွေးလို့လေးပါ အန်ကက်ကမ်ဘယ်ကအခုလိုရှင်းပြပါတယ်တင်းလာစာထက်ပိုပါတယ်တင်းအိမ်အရွယ်အစားထက်ပိုပါတယ်တင်းအလုတ်ခုံတိတ်ခါထက်ပိုပါတယ်တင်းလှုပ်ချင်တာလှုပ်လို့ရတဲ့အချိန်အတူတူရှိချင်တဲ့သူဆက်ရလွေအပေါ်ထိတ်ချုပ်ခြင်းကလူပေပူကျော်ရှင်အောင်လုပ်ပြီးတယ်အကြံတက်ဆိုဒူနေမှုကွန်ဆက်မှာပဲပတ်စံရဲ့အကောင်းမွန်ဆိုတဲ့ပင်ကိုတံပူရဲ့အလုံးအုံတို့ပြလို့မရနိုင်တဘူးအထိန်နဲ့အမြထိတ်ချုပ်နိုင်တဲ့စွမ်းရည်ကိုလည်းတင့်ကိုပေးပါလေမတုံးဆဲတဲ့ပိုင်ဆိုင်မိညာဟာ တင့်ကိုလှုပ်ချင်တာတို့လို့ရအောင်လှုပ်ချင်တဲ့အချိန်မှာလုံလိုက်တာဒုလတ်မှုနဲ့တို့ပိုင်ခွင့်တစ်ဆက်တစ်ဖြည်းဖြည်းပေးလာတာပါချမ်းသာကြွယ်ဝမှုနေပါခြင်းကနေထိုင်မကောင်းတဲ့အခါနိမိအလုံးမှခဏတာညကအနာချူနိုင်တယ်ဆိုတဲ့အခြေအနေကိုဆိုလိုတက်မှာအဲ့လိုအခြေအနေကြီးမရှိသေးဘူးဆိုရင်ရအောင်လို့ပါအလုံးဖောက်ခပ်ပြီးနောက်မှာကောင်းမွန်တဲ့အလုပ်တစ်ခုတောင်းသားခြင်းဟာပထမဦးဆုံးရှာပေးတဲ့အလုပ်ကိုလူလာထထဆိုင်ရင် နည်းနည်းဖူးပြီးဒိတ်ပဲရှိတယ်အဲ့ဒါဟာဘွားကိုကြောင်းလက်ပြစ်နိုင်ပါတယ်အရေးပေါ်သုံးစိတ်6လစာထားရှိခြင်းဟာတင်းရဲ့လှုပ်ရှင်ကို6လနေတယ်လို့မဆိုမှုပါဘူးဘာဖြစ်လို့လဲဆိုတော့အထိန်နည်းနည်းယူပြီးအလုတ်တက်ရှာမယ်ဆိုရင်တစ်အခက်အခဲဖြစ်မှာမဟုတ်ဘူးဆိုတာသိနေလို့ပါပဲနောက်ထပ်ပူပြီးအဓိပ္ပာယ်ရှိတာကတော့လစာနေပေမဲ့အလုတ်ထိန်တသမတ်တဲ့တတ်မှတ်ထားခြင်းရှိတဲ့အလုတ်မျိုးကိုလက်ခံလိုက်တာမျိုးပါ။ခိန်နဲ့အလုတ်နီးတာလေးဖြစ်ဖြစ်ပေါ့ ဒါမှမဟုတ်အရေးပေါ်နေတိုင်းမကောင်းတဲ့အချိန်မှာငွေကြီးအတွက်စိတ်ပူစရာမလို့ဘာဝန်ထုတ်မိုးကိုမောင်းမရှိပဲကုသနိုင်တဲ့အချိန်ကြီးရေးပေါ့ပစ္စည်းယူအနာရမယ့်အချိန်ရောက်လာလို့နားလိုက်တာထက်နားချင်လို့ကောက်ဖိုင်ရကနားလိုက်တာမျိုးပါကိုယ့်ရဲ့တက်ဆန်တဲ့အချိန်နဲ့ရွေးချယ်စရာလေဝယ်ယူနိုင်တဲ့ဘဝနေထိုင်မှုပုံစံဟာဇင်ဂမ်စီစီအနှဲငယ်ရှိရုံလောက်နဲ့တဲ့အကျိုးများပါတယ်ဘွန်ဂန်ဟောက်စတာတဲ့ psychology of many sa ok ko yit tha khe tu ha jini pyo ne mu ban lo nge shi sit chin khe la ba chit chin ya le a chang yin ga ta khu de ba pat san amla ji ya lo ba အဲ့ဒီအကြောင်းရင်းတကူရဲ့ကတာတခါဖြစ်ပြီးအဲ့ဒီပတ်စံတွေရတာနဲ့လုံးဝကိုကြော်ရှင်ရမယ်ဆိုတာဇာကနုံးဖြစ်သူလက်ခံလို့ပါသူခေါ်လိုက်တဲ့အခါက Ross Angel မှဂျင်းနီမြုံနယ်ရေးပွဲမှာမရသည့်အလုပ်တဲ့အနေနဲ့ရှောက်ထားခဲ့တယ်လို့အလုပ်ရမယ်လို့လည်းသူထင်ခဲ့ပါတယ်အဲ့ဒါသူဖြစ်ချင်းခဲ့တာအလုပ်ပါပထမဦးဆုံးအလုပ်ဆက် ကြားတဲ့နေ့မှာယင်းနှိမ့်နှင်မှုပဲလုပ်ငန်းခွင်ညများဟာဘာသာပတ်ဆက်အများတီးရတယ်လဲဆိုတာကိုသူသဘောပေါက်လာပါတယ်ဝန်ထမ်းများဟာပုံမှန်လူတွေသမန်တာထက်ကိုပို့အထိတ်ကြကြနဲ့မယမနာအလုပ်လုပ်ရတာပါ အမှန်တကယ်အများအဖြစ်အဲ့လိုမလုပ်မောင်ကြပါဘူးအင်းကတကောင်မတိုင်းနဲ့အလုပ်စင်ရတာကသူတို့အတွက်တခက်စစ်ကြီးစိန်ဖြစ်ပြီးလုပ်ငန်းခွင်မှာလည်းတစ်နေ့နေ့မှာအလုပ်မစင်ရှင်တနေ့မနေ့နေ့မှာလေအလုတ်စင်းစရာမလိုတော့ဘူးဟုတ်ကြိုးလေးရှိပါရဲ့ကော်လာချူအလုတ် ဒါစာကောင်းကောင်းနဲ့အရေးပါတဲ့အလုပ်ပါထို့တော့ကိုယ့်ရဲ့အချိန်တိုင်းလိုလိုဟာကိုယ့်ရဲ့အလုပ်ရှင်ရဲ့လိုအပ်ချက်ကိုလိုက်ပြီးစီစီပေးနေရတဲ့ကြည်ကျုံမှုချစ်နေတာပါလူဘဝမှာတကယ်ကိုစိတ်ကျက်တရားကောင်းတဲ့အတွေ့အကြုံအနေနဲ့ခံစားခဲ့ရပါတယ်အလုတ်တင်ကာလဟာလေးလဆိုပေမဲ့တလပဲအလုလုံနိုင်ခဲ့ပါတယ်သူ့အတွက်အခက်အခဲဆုံးအရာဖြစ်ခဲ့တာကတော့အဲ့ဒီအလုတ်ကိုသူဝါသနာပါနေတာပါပဲအလုတ်လို့စူးစမ်းခြင်းခဲ့တယ်ဒါပေမဲ့တကယ်ဝါသနာပါတဲ့အလုတ်ကိုတင်လို့အပ်တယ်လို့ မထိတ်ချုံနိုင်ဘူးဆိုရင်နေမောတနာမပါတဲ့အလုပ်ကိုလုပ်နေရတာနဲ့တူတူပါပဲအဲ့လိုခံစားချက်မျိုးကိုရမယ်ပေးထားတာရှိပါတယ်တိပညာရှင်တွေကအဲ့ဒါကို reactor stock ရမှုကိုခေါ်ပါတယ်တန်ဆင်ဗင်းနီးယားတက္ကသိုလ်မှဈေးကွက်ဆိုင်ရာ professor ယူနာဘဂါဟာအခုလိုရှင်းပြသူတွေက ရင်မန်းတူခုံမှာထိုင်ပြီးဒုစလိုထုံချုံနိုင်တာကိုတိုက်ကြပါတယ်။သူတို့ကိုတူကူလုပ်ဖို့စူးစမ်းတဲ့အခါသူတို့မှာစားအားနည်းတယ်လို့ခံစားရတယ်။သူတို့ရွေးချယ်နေတယ်လို့ခံစားရမယ့်အစသူတို့ရွေးချယ်ဖို့အတွက်ကျွန်တော်တို့ကဖန်တီးပေးထားတယ်လို့ခံစားရတတ်တယ်။အဲ့ဒါကြောင့်ပဲအစောပိုင်းကသူတို့ပျော်ပျော်ရွှင်ရွှင်လုပ်နေတဲ့အရာဖြစ်နေရင်တောင်မှသူတို့ဟာမလုပ်တော့ဘူး။ဒါမှမဟုတ်တခြားဟာပဲလုပ်တော့မယ်လို့ပြောတော့တာပါပဲ။အထက်ပါစာသားဟာ မှန်ကန်တယ်လို့လက်ခံနိုင်တဲ့အခါတက်ဆက်ဟာဘဝတစ်ခုကိုလှုပ်ချင်တာလှုပ်လို့ရအောင်လှုပ်ချင်တဲ့အချိန်လှုပ်လို့ရအောင်အတူတူရှိနေခြင်းနဲ့သူနဲ့ချီလို့ရနေခြင်းတဲ့နေရာမှာညီလို့ရအောင်ကိုလှုပ်ချင်တာအတွက်အချိန်လိုချင်တဲ့လောက်ရအောင်ထိမ့်ညီပေးနိုင်တယ်ဆိုတာသဘောပေါက်လာပါလိမ့်မယ်အမြင်နဲ့စုံတီတဲ့စီပွားရေးသမားဖြစ်သူ direct sub ကိုသူဘလို့ရွချမ်းလာလာတယ်လို့သူတငငချင်းဖြစ်သူကမင်းမြန်ပူပါတယ်မဟာတမျိုးလေကောင်တနေရာမှာ တက်နစ်ကိုအမေရိကန်ဒေါ်လာ1000လောက်နဲ့အနည်းဆုံးလာသာသာရတဲ့မြေဆိုင်အလုပ်ကျွန်တော်လုပ်ခဲ့ပါတယ်ကျွန်တော်ဘရောမအပြင်မှာထွက်မစားဘူးတက္ကစီလည်းမစီဘူးကျွန်တော်လာစာအမေရိကန်1800ရနေတဲ့အချိန်မှာကျွန်တော်ရဲ့နေထိုင်မှုကိုကြစေကတလကိုဒေါ်လာ1000ရှိခဲ့ပါတယ်ကျွန်တော်အဲ့ဒီအလုပ်ကိုနှစ်နှစ်လုပ်ပြီးအမေရိကန်ဒေါ်လာ1000ကျော်သူဆောင်ခဲ့ဖြစ်ပါတယ် အဲ့ဒီတုန်းကကျွန်တော်အသက်က22မိပါကျွန်တော်မှာအမေရိကန်ဒေါ်လာ1000စုစမ်းမိတာနဲ့ကျွန်တော်အလုတ်ကနေထွက်ပြီးအချိန်ဖြစ်ဂီတပညာရှင်အထိလောက်ကင်ခဲ့ပါတယ်အဲ့ဒီအလုတ်ကစတနော့ရဲ့နေထိုင်မှုကုန်ကျစရိတ်အတွက်အနည်းငယ်သာတာမိမယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်လွတ်လပ်ပါတယ်တလားလောက်အကြာမှာကျွန်တော်အလုတ်ကဖတ်ခဲ့ပြီးနောက်ထပ်အလုတ်ထပ်မရှာတော့ပါဘူးကျွန်တော်တငယ်ချင်းကိုအဲ့ဒီအကြောင်းပြောပြပြီးရတဲ့နောက်သူကထပ်ပြီးမိလာပါသေးတယ်ကျွန်တော်ထပ်မကြွချင်တော့ဘူး ဒါပါပဲလို့ပြောခဲ့ပါတယ်။သူကထက်မေးပါတယ်။မဟုတ်သေးဘူးလေ။မင်းရဲ့ကုမ္ပဏီကိုရောင်းလိုက်တော့ကတော့အင်တာနက်ပေါ်မှာပထမဦးဆုံးပြောလို့ရတဲ့တချင်းတွေရောင်းချတဲ့ website ကိုတည်ဆောင်ခဲ့ပြီး2008ခုနှစ်မှာဒေါ်လာ20တန်းချင်းရောင်းချကရရှိတဲ့ဝင်ငွေအလုံးဂီတလောကတိုက ပူတန်းခဲ့ပါတယ်ကျွန်တော်ထမပြောချင်တော့တဲ့အကြောင်းရင်းကကျွန်တော်ရဲ့ဘဝကအထင်အပိုင်းဘာမှတိတ်ပြီးကွာခြားတာကြီးမရှိခဲ့လို့ပါဘယ်နဲ့မှရှိရင်ကျွန်တော်ရဲ့ပတ်ဆက်အိုများတော့ခဲ့တယ်ကျွန်တော်အသက်နှစ်ပတ်နဲ့တော့ကနေကွာခြားရလို့ပဲရှိပါတယ်ကဝတ်တမိုင်းတခြားမှာအမေရိကန်နိုင်ငံကအထက်နာသုံးနိုင်ငံတနိုင်ရဲ့တို့တော့အမေရိကန်နိုင်ငံသားများဟာဝင်ငွေနှေးပါပြီးဝကြီးဖမ်းပွားမှုတက်ခန်းစားခဲ့ရတဲ့ 1950ပြည့်နှစ်ခေတ်ကာလများကထက်ဆိုင်ကြီးပုံမူထမ်းလာတဲ့ဝပြီးဘုံငွေမြမလာတဲ့ဂျနေကင်မှာရီဘူဝအဖြစ်ပုံမူပျော်ရှင်မှု ရှိလာရဆိုတဲ့တတိအတော်အထားအနေငယ်သာရှိပါတော့တယ်2019ခုနှစ်ပြည့်အမေရိကန်နိုင်ငံရှိ Go Cup Community နိုင်ငံပေါင်း တရလေးတဲ့မှလူပန်းတသိန်းခွဲကိုစစ်တပ်ကောက်ယူခဲ့ရာမှာ45ရာခိုင်နှုန်းသောအမေရိကန်လူမျိုးများကပြီးခဲ့တဲ့မိများကအလွန်စိတ်ပူပန်ခဲ့ရပါတယ်လို့ကြောက်ဆိုကြပါလဲတကပါလုံးအတိုင်းသာမာတော့ဆိုရင်39ရာခိုင်နှုန်းရှိပါတယ်55ရာခိုင်နှုန်းသောအမေရိကန်လူမျိုးများဟာပြီးခဲ့တဲ့မိများကစိတ်ဖိတီးမှုများပြခဲ့တယ်လို့ကြောက်ဆိုကြတကပါလုံးအတိုင်းသာတော့35ရာခိုင်နှုန်းပေါ့ဒီနေရာမှာဘာဖြစ်လို့ လဲဆိုတော့ကျွန်တော်တို့ကထက်နတ်တဲဝမှုနဲ့ကောင်းမည်ဆိုတဲ့အရာတွေကိုဝယ်ယူကြပါဒါပေမဲ့ကျွန်တော်ရဲ့အချင်းတွေပေါ်ထိတ်ကျုံနိုင်ရာတွေကိုစဉ်စဉ်မပြတ်ဆွံ့လို့လိုက်ရပါလားအဲ့ဒီအရာတွေစအကောင်းဆုံးကိုယ်ရာတွေကိုတစ်ခုနဲ့တစ်ခုတက်ပြက်တက်လိုက်တာပဲ1955ခုနှစ်တုန်းကအလက်လက်တန်းဆန်းမိသားစုဝင်ကြီးက ယနေ့ငွေတန်ဖိုးနဲ့ဆိုရင်အမေရိကန်ဒေါ်လာ2900ရောင်များရှိပါတယ်2019ခုနှစ်အရောက်မှာတော့အမေရိကန်ဒေါ်လာ6200ကျော်အထိရှိလာပါတယ်1950ပြည်နှစ်တွန်းကအလဲအလဲအဆက်အမေရိကန်မိသားစုဝင်များပြီးစိတ်ကူးရမရတော့စိတ်ဆိုင်ပစ်တီများကိုယနေ့အမေရိကန်များအသုံးပြုကြပါတယ်အလဲအလဲအဆက်အမေရိကန်တို့ရဲ့အိမ်ဟာ1950ပြည်နှစ်တွန်းက983ပြီပတ်လည်တာကျဝန်းခဲ့ပေမဲ့2018ခုနှစ်အရောက်မှာတော့ 2436ပေပတ်လေကျဝန်းလာပါတယ်တမ်းမြအမေရိကန်တွေရဲ့အိမ်ထဲရှိရေချိုးကအရေးအတွက်မှာသူအိမ်ငယ်နေထိုင်သူအရေးအတော့ထပ်ပင်ပို့ပါလေမော်တော်ကားတွေကပုံမြန်ပုကောင်းလာတယ်လို့ TV များကလည်းပိုစီတက်တာပြီးရုပ်ထက်ပုကောင်းလာတယ်စနလုခင်မှာပါရီဖြစ်ကုန်တာလေတခြားတစ်ပတ်ကကြည့်ရင်လည်းဒါကတိုးတက်မှုရှိရလို့မြင်နိုင်ပါတယ်အချမ်းရင်းတတော်များများကအခုလက်ရှိကျွန်တော်လုပ်နေတဲ့အလုပ်တွေနဲ့ပိုပြီးဆက်ဆက်နေတယ်ဂျွန်ဒီရိုကီဖဲလာဟာ ခေကာရတခြားလုံးမှာအာမြင့်ဆုံးသောစီးပွားရေးတမန်ညာရဲ့ကတယောက်ပါ။သူဟာတိတိတက်တက်တူးတဲ့နေရတာသဘောကျပြီ။နန်းတော်အဖြစ်တယောက်ကအချိန်ဖြုံးလေးရှိပါ။သူဟာစကားနဲ့တူပါ။သူနဲ့စကားဆမီပြောကိုခတ်တယ်လို့တွေ့ဆုံပြောဆိုတဲ့အခါမှာလေနန်းတော်အဖြစ်နှုတ်ဆက်နေတက်တူပါ။ဂျွန်ဒီရိုကာဖယ်လာရဲ့အနိကဝန်နန်းတူးကသူပါစကားမဲ့မပြောဘဲအေးအေးလိုလိုထန်ပြီးသူများတွေကိုစကားပြောခွင့်ပေးတာပြဟုတ်မှတ်ချက် ေးပူပါတယ်။အစည်းအဝေးတစ်ခုမှာသူတိတ်ဆိတ်နေတတ်တာနဲ့ပတ်သက်ပြီးသူ့ကိုမေးကြည့်ရဲ့အခါဂျွန်ရိုကယ်ဖလာကကဗျာထပုတ်ကိုရွှေ့ပြပါတယ်။ What did you been there ကအမျိုးအမြင်ရှိတဲ့ဇီးကွက်ကိုစကားနဲ့တာပိုတိလို့စကားနဲ့တာပိုကြားရဖို့ဇီးကွက်အိုလို့ဂိုးတွေချင်းချဆိုးဆိုးဂျွန်ရိုကယ်ဖဂျွန်ရိုကယ်ဖလာကဒူထူးဆန်းတယောက်ပါ။ဒါပေမဲ့ရကုအလုတ်တမတမန်ငန်းစွာနဲ့တတ်ဆိုင်တဲ့အရာတပုတ်ကိုတူရှာသိခဲ့တယ် ဂျွန်ရိုကယ်ဖဲလာရဲ့အလုတ်ကရေဖင်းတူပြထားပေါ်ပစ္စည်းတွေပူလီထိုင်းရတဲ့အလုတ်မျိုးမခုပါဘူးဆိုကလက်ချက်များကောင်းကောင်းချနိုင်အောင်တင်းစားရတဲ့အလုတ်ပါဂျွန်နီရိုကယ်ဖဲလာလုပ်ရတဲ့အလုတ်ကကာရဲ့အလုတ်လည်းမဟုတ်တော့ဘူးစကလုံးများနဲ့လည်းအလုတ်လုပ်ရတဲ့အလုတ်မဟုတ်ပါဘူးသူ့ခေါင်းထဲကနေမှတက်ဆက်စဉ်းစားအပြည့်စုရတဲ့အလုတ်ပါသူရဲ့အထိန်နဲ့စွမ်းအင်များကိုအများဆုံးအသုံးပြုတဲ့နေရာလေးဖြစ်ပါတယ်။သူအများစုကသူ့ရဲ့အလက်ချိန်သူမဟုတ်အနာကျူတဲ့အခြေဟုထင်ထားလေတနေ့တာလုံးမှာ ်ပူဝါငင်းသက်စွာထိုင်နေတော့နဲ့တက်တက်နောင်ရဖို့တွေ့တော်ရင်သူ့စိတ်ထဲပဲအဆက်မပြတ်အလုပ်လုပ်နေတာပါသူ့နေရက်တွေကအများနဲ့မတူပါဂျော်နီရိုကဖလာရဲ့အလုပ်အလုံးမိပတ်ဟာအချိန်လိုအပ်တဲ့အချိန်မှာကျွန်တော်တို့ကတော့ကာယအဲအားနဲ့အလုံးလုံးနေရတာပါဒီပိုင်းစီဗိုင်းပညာရှင်ရောဘတ်ချော်ဒင်းအဆိုအရ1880ပြည့်နှစ်ဝန်းကျင်လောက်က46ရာခိုင်နှုန်းသောအလုံများတရားဆိုင်သူရစ်ဖြစ်ပြီး35ရာခိုင်နှုန်း လမ်းမှုနှင့်စက်မှုထုတ်ကုန်များဖြစ်ပါလေ။အနှင်းရဲ့တော့အလို့ညကတာအုံဖောက်ကိုအသုံးပြုပြီးလုပ်ရတာပါ။တင်းရဲ့အလို့ဟာအနောက်အရှက်ဆိုတာမရှိထင်တာမြင်တာနဲ့အကောင်အထည်ဖော်ပြနိုင်တယ်လို့တင်တွေးတော့ထင်လောက်မှမဟုတ်ပါဘူး။ဒီနေ့ခေတ်ကတော့ကြောင်းမြင့်ဖြစ်သွားပါပြီ။38ရာခိုင်နှုန်းသောအလို့ကင်များကမနီတာရုံးလုံငန်းနဲ့တွန့်ကြည့်ပညာရှင်အလို့များဖြစ်ကုန်ပါပြီ။အဲ့ဒီအလို့တွေကစုံကဲချက်ချမှတ်ရတဲ့အလို့များဖြစ်ပါတယ်။ အခြား27ရောက်ကိုင်းနှုန်းတို့အလုံးများကဝန်ဆောင်မှုလုပ်ငန်းသားဖြစ်ပြီးကာယထက်စာရင်ညာနာကိုပိုသုံးပြီးလုပ်ရတဲ့အလုံးများဖြစ်ပါတယ်။ထံခုပေါ်မှာတည်းပြည်နှစ်လောက်ကတနေကုန်နိုင်ရင်နဲ့ချီပြီးလုပ်ရတဲ့ဆက်ယုံအလုံးယုံများမှပုံမှန်ထွက်ကုန်လုပ်သားများထက်စာရင်အခုဆိုညာတော့အဖြစ်ကျွန်တော်တို့စီမှာဂျွန်ဒူရကဖလာရဲ့အလုံးမျိုးနဲ့ရင်းဆက်တဲ့အလုံးများချိကြပါတယ်။ကျွန်တော်တို့ခေါင်းထဲမှာစစ်သက်မပြတ်အလုံးလုံးနေကြရပြီး တို့အလောက်ခါဘယ်တော့မှမပြီးဆုံးနိုင်ဟုဖန်ပြရပါတယ်တကယ်လို့များတင်းရဲ့အလောက်ကနမော်တော်ကားတက်စင်တဲ့အလောက်ဖြစ်ပါကတင်းရဲ့တက်စင်တဲ့နေရာမှာတင်းမရှိရင်အလောက်မပြီးမြောက်တာဟာအနှဲငယ်တာဖြစ်နေမှာပါအလောက်ကနေထွက်ကြတဲ့အခါမှာလေတစ္စည်းကိရိယာညာကိုစက်ရုံမှာထားခဲ့ရုံမှာတဲ့တို့တော့တင်းရဲ့အလောက်ကဒေကွက်ရှာခွေရေလှူရှာမှုများကိုလှုပ်ဆောင်နေရတဲ့အလောက်ဖြစ်ပါကထို့အလောက်ကစက်သားတွဲခွန်မှုနဲ့ဆုံးခဲ့ချက် ချမှတ်မှုအပေါ်အခြေပြုရတာမို့လို့အသုံးပြရတဲ့ပစ္စည်းကလေးရမှာဘယ်သောအခါမှထားခဲ့လို့မရတဲ့အရာဖြစ်တဲ့မိမိရဲ့အုံနောက်ပါတင်ရတီမန်ဂိနေပတ်သက်ပြီးတွားရင်လာရင်ဖြစ်စေညတာချက်ပြုတ်ငယ်ရဲ့ဖြစ်စေမိမိရင်သွေးနဲ့အတူတူအိတ်ဆက်နေကြကြတဲ့မနဲ့အိယာထားတဲ့အချိန်ဖြစ်စေတင်ဟာအချိန်ပြည့်ခေါင်းထဲမှာစဉ်းစားနေမိမှာပါ1950ပြည့်နှစ်တော့ပါဘူရီထက်ဆိုင်မိမိမှာအချိန်ပူနေပါတယ်လို့ထင်မိပါလိမ့်မယ် ။ဘာဖြစ်လို့လဲဆိုတော့တင်က24နာရီခုနှစ်ရက်အလုံးအလုံးလုံးနေတယ်လို့ခန်းစားနေရလို့ပါ။တဲအတ္တလန်တစ်မဂဇင်းမှာတည်င်းတာဒီဝိတုံဆန်ကအခုလိုမျိုးဖော်ပြခဲ့ပူးပါလေ27ရာစုရဲ့ကရိယာတစားပလာများကလွယ်ကူစွာထုတ်တဲ့အစားထိုးနိုင်ရဲ့ပစ္စည်းများဖြစ်လာပြီးခက်ပေါ်ဆက်ယုံများကတနေရာထဲမှာစုပြုံရှိနေမှာမဟုတ်တော့ပါဘူးဒီနေ့ခက်ကတကယ်ကိုဖြစ်နေပါပြီကွန်ပျူတာအသုံးပြုတဲ့ခက်က ထုံးလုံးမှုလုပ်ငန်းများကိုရုံးငန်းတွေကနေတက်တဲ့လုံဆောင်လိုက်အားဖန်တီးပေးပါတယ်။ညာနာလုတာအများစုကတကူရီသုံးကွန်ပျူတာ၊စမတ်ဖုန်း၊ဆရစ်၊ဆွဲစုံသုံးခေပေါ်ဆက်ပစ္စည်းတွေနဲ့တက်ဆက်လေးနိုင်ပတ်လို့မိတိအထိန်မစုမိတိနေရာမစုအလုပ်တုံးလာနိုင်ပါတယ်။ပြီးခဲ့ရမျိုးဆက်တွေတက်ဆိုင်ရင်ကျွန်တော်တို့ပါညီမရဲ့အချိန်နဲ့အပေါ်ခေချုံမှန်ကြီးကြဆုံးကုန်ပါတယ်။အထိန်ကခေချုံနိုင်ခြင်းကတော်ရှင်မှုအပေါ်အဓိကလွှမ်းမိုးတဲ့အရာဖြစ်နေတဲ့အရာ ပုံမှန်တဲ့ပုံမချမ်းသာလာတော့လေပုံမပျော်ရွှင်မှုမရှိလားခြင်းဟာအအောင်စီရတော့မဟုတ်တည်အဲ့ဒါနဲ့ပတ်သက်ဘူးကျွန်တော်ဘာလို့ကြောင်လဲအလွယ်တကူရှင်းရှင်းလို့ရတဲ့ပြဿနာတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့တရားနဲ့တရားမတူကွက်ပြနေလို့ပါပထမဆုံးအနေနဲ့ဘယ်အရာကသူအများစုကိုပျော်ရွှင်အားတိုးပေးနိုင်တယ်မလိုပေးနိုင်ဘူးဆိုတာကိုအတိအမှတ်ပြုလက်ခံလိုက်ပါ လူငင်းဆိုင်ရာတိတ်ဝင်ပညာရှင်ကာပလီမာဟာအမေရိကန်လူမျိုးတကြီးရဲ့အိုးတထောင်ခန့်ကို၎င်းတို့ရဲ့ဘဝအတွက်ကြုံများမှလရှိခဲ့တဲ့တင်ငန်းဆောင်တွေကိုအင်တာဗျူးလို့ရင်းမြန်းဖြစ်ဖက်တက်တော်ရှိချင်ရင်အလုပ်ကိုအာသွန်ဟွန်ဆိုင်လုပ်ပြီးပတ်ဆက်ရှာတန်းလာတဲ့ပတ်ဆက်တဲ့ဝေချင်တဲ့အရာပတ်သက်တာဝယ်လိုက်ပတ်သူတထောင်မှာမိစုတအူးတယောက်ဟန်ပြောပါဘူးမိမိရဲ့ပတ်ဝန်းကျင်က ကိုလောက်မချမ်းသာပဲကိုပပဲဒူတန်းထက်ချမ်းသာရဟာတကက်အမြင်မှုပဲလို့ဒူရထာမမိစုတဦးတယောက်မှမပြောပါဘူးကိုရွေးချက်လိုက်တဲ့အလို့အပေါ်အခြေခံပြီးမိမိလိုချင်တဲ့အနာဂတ်ကိုပုံဖော်နိုင်တဲ့ဇာအားကိုရယူနိုင်တယ်လို့လူတထောင်မှမိသူတယောက်တယောက်မှမပြောပါဘူးသူတို့ပြောပြတဲ့တမိုးရှိတယ်ဆိုတဲ့အရာတွေကတော့စစ်မှန်တဲ့တငယ်ချင်းခင်မင်မှုသူတို့ထပ်ပို့ပြီး ကြီးကျယ်တဲ့အရာတွေမှာတရောင်းတနေရာမှပတ်ဝန်းနိုင်မှုမိမိသားသမီးရင်သေးများနဲ့အမှတ်မတဲ့အတူတူအချိန်ကုန်ခွင့်နိုင်ဆရာတွေပါတဲ့မိရဲ့ကလေးတွေကမိရဲ့ပတ်ဆက်ဓမ္မမဟုတ်မိရဲ့ပတ်ဆက်လက်ဝယ်လို့ရတဲ့အရာတွေကိုလိုချင်တာမဟုတ်ပါဘူးသူတို့နဲ့နှိဆက်တဲ့အရက်မှာမင်းကိုရှိစေချင်တာတစ္ဆက်ချတော့ရရင်သူတို့ကမင်းနဲ့အတူရှိချင်တာလို့ခဲပလီမာကရေးသားခဲ့ပါတယ်အဲအရင်ကိုထက်တဲ့နေထိုင်ခဲ့တဲ့သူတွေစီကနေရတဲ့ တင်ငန်းစာကတော့မိမိရဲ့အခြေကိုထိတ်ကျုံနိုင်ချက်ကပတ်စံကလည်းပြန်ပြီးတဲ့အမြင့်ဆုံးအမြတ်တဲအန်ဝီပါပဲပတ်စံကလည်းအမြတ်ပန်အန်ဝီလိုမျိုးကိုအနေဆုံးကပြန်ပေးနိုင်တဲ့အကြောင်းနောက်အခန်းတွေမှာခက်တူတူလေးတို့ပြပါမယ်